မင်္ဂလာပါခင်ဗျာစာရေးသူဆီယာမတွေ့ထားညို့ရေးတာတော့တဖက်မြင်လို့အမိရတယ်ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါလေခင်ဗျာတဖက်မြင်ရှာဝိုင်းအတွင်လှမ်းဝင်လိုက်သည်နှင့်ရင်ပါနေသောအနံ့တစ်မျိုးကအကြီးမှနှာခေါင်းတွင် တိုးဝင်လာသည်ပြေးမကြည့်ရပါပဲအကြီးမှသိလိုက်သည်ရှံထဲမှလူစီနေပြီခေါင်းပေါ်မှအထုပ်ကိုချ၍အကြီးမှအမောဖြည့်မိကြတယ်အမိတ်အတန်ထွက်လာသည် အကြီးမထမင်းကိုတဲဖို့လို့အိုးငါခလေးမနေတော့ဘာမှမလုပ်ရသေးဘူးဘယ်နေ့ကရောလှုပ်လို့လဲဟုအကြီးမမေးလိုက်ခြင်းသည်အိမ်ထဲသို့မျှော်ကြည့်ခိုင်းအမေသည်ပီစီကောင်ကိုပေါင်ပေါ်တင်ပြီးရင်နှွေးချမ်းတောင်းနေသည်အကြီးမလူလားမြောက်သည့်အရွယ်မှစ၍အမေဘာအလုံးမှမမေရရမလို့အရင်လှုပ်တယ်မလှုပ်၍တခြားလှုပ်တွေလည်းလှုပ်တည်မထင်ပါနဲ့အမေသဖြင့်သည်အမဲလိုလိုဖွာလန်ကျင်းနေသည် အမေမျက်နာသည်ဆနက်ရသည်တနက်ခါနှင့်ရံဖြစ်ထားသည် အမေဝေစားကဘိုဒီပတ်သည်အမေက အကြီးမားအောင်မလက်မောင်ငယ်ပေါ့စာပစ္စည်းဟူသောဘိစုခယူများကိုသာတစ်နှစ်တစ်ကြိမ်မှန်မှန်မွေးပေးတာပဲရှိသည်အမေကသူ့အလုံးမလုံးတော်လဲတာသမီတွေကိုဖြင့်ထောင်းစီအောင်ခိုင်းနိုင်သည်အကြီးမားထမင်းရှက်မလက်ထင်းရှားထွက်မောင်ငယ်နဲ့ပေါ့စာကကြွေးလိုက်တော့ မနက်မိုးမလင်းမီအမေပါဇက်ကဆက်တနက်ပြစ်တယ်လို့ဒရန်ဆက်ထွက်လာသည်အဖေကထုံးစံအတိုင်းအမေပြောသည်များသဘောကျသည်နနက်ပိုင်းမှာဖောက်တဲ့ပါ၍တောက်တို့မေရအဖေလောက်တော့လေညနေပိုင်းမှာတော့အဖေဝိုင်းထိုင်နေအဖေအလောက်ကတောက်လဲတောက်ရောင်းလဲရောင်းသည်အမေဒီအဖေဝိုင်းနေမလမ်းမကမ်းမှထိုင်ပြီးတောင်စင်ရင်မရစကားတွေကိုဟီဟီဟာဟာရေ၍နားထောင်တတ်နေ တခါတရံပေါင်ပေါ်ဆက်လက်မိွားကြသည်ကိုပင်မတိလောက်အောင်အမေရေကောင်းနေခဲ့သည်ဟဲ့မေကြီးမဘာငိုင်းနေတာလဲတွတ်တွတ်လှုပ်လေအကြီးမအတွေ့မဆုံးမီအမေတန်ကဇာဇာလန်ထွက်လာသည်နောက်မင်းနဲ့အနေငယ်ကြလာရင်အမေထံမှဇွန်းပြန်ပကံများပြန်လက်ဖက်ရည်ပကံလုံးပြန်များဒလန်ဆက်ရောက်လာတော့မီအမေဒေါသကိုအကြီးမသိသည်လေးလံတုတ်ကွနေသောရှေးလန်းတို့ကိုအနိုင်နိုင်တယ်လျက် အိမ်နောက်ဘက်ရေပြင်ပေါ်အကြီးမှလန့်တက်လိုက်သည်အလိုလေအကြီးမှနှုတ်ကအာမင်နိတန်တို့ထွက်ကြသွားသည်မိဘကြောင့်မြင်ကွင်းကအကြီးမှကို အမောဆိုစေသည်မိဘကြောင့်တို့ကတော့ပွားစားတက်နေသည်ကကောက်ရိုးပုံကြက်ရက်ထားတကယ်တို့ဖြစ်နေသည်သမီးဦးသည်ခုံပေါ်မှဇောက်ခိုးမောက်ကုန်လဲကြနေသည်သမီးလုံးမြကတစသည်ပြန်ကျဲလျက်မပြည့်ရိုးကစောင်းနေပြီမပြည့်ရွေဖိတ်ကြထားသည် ဟင်းအိုးနှုတ်ခမ်းမှာကစုံရက်ဖက်တွေဒန်းစီနေသည်။စားပီးသားပကံတွေကဟိုတယ်ရှက်တီတဲ့ချက်မြင်ကွင်းကိုကြည့်လျက်အကြီးမှငိုချင်သွားသည်။ဘယ်ကဘလို့စသိမ်းရမည်မသိ။စိတ်ပေါက်ပေါက်နဲ့ထမင်းအိုးကိုကောက်ယူပြီးရေကပြင်းစီလွှင့်ပြလိုက်သည်။ထမင်းအိုးသည်ကလုံးကလန်အတန်ပေး၍ရေကပြင်းစီလိမ့်ဆင်းသွားသည်။ပြီးတော့ဟင်းအိုးနှင့်ပကံများတွေနှစ်ခါပြန်ဂလုံးကလန်ပြုတ်လုပ်လိုက်ပြီးနောက်အမိတ်အတန်ထွက်လာသည်။အကြီးမှ တော်ယုံပဲကောင်းတယ်နော်။ငါဝင်လာရမှာလား။အမေကတားမိခြင်းအထာတိနေ၍အိမ်ရှိမှလှမ်းအော်သည်။အကြီးမှနောက်ထပ်မပြေရတော့။အမေကိုအကြီးမှလှမ်းသည်။ရေကပြင်ထွက်ပြီးအိုးတိုက်ပကံဆေးလိုက်သည်။ကျင်သားရနေသောလက်ကခနာတွင်းမှပင် အာလုံးပြီးစီးသွားသည်။သမင်းအိုးဆန်သေး၍မိဖို့တင်းမင်းချိန်မှအကြီးမှတက်တောက်တက်တာနေဝင်ရသည်။ကောင်းတင်းကောင်းရသည့်အလုပ်ကတကယ်တော့လွယ်လာသည်မဟုတ်။ တလဲဝင်တလဲထွက်နေမျက်စိတွေးထွက်အောင်ရှာပါမှတဆုပ်တခဲရသည်ဒါတောင်သဘောကောင်းသောလေခြင်းနှင့်တွေ့ပါမှသဘောဆိုးသောလေခြင်းချို့ကလဲတဲ့အစင်းမခံပဲအော်လှတ်တတ်သည် အမေသည်ယခုလို16မှတ်ကိုရသည်ရောက်တိုင်းအကြီးမကိုကောက်တင်းကောက်ခိုင်းတတ်သည် အမေစိတ်ကူးကမဆိုးလာပါယခုရသည်တွင်လဲသမားများစုကပဲအချိန်မီကြာရေးအတွက်စဘာကိုအပြေးလွှားရိပ်ရသည်ဒီတော့ကောက်တင်းကြသည်ပေါ့ တဘောကောင်းသည့်လဲဆိုလျင်နောက်ကအตาလေးမှိလိုက်သွားယုံတာလဲချင်းအပေါဆိုးလျင်တော့သူ့အလင့်မှာဝင်ကောက်ရသည်ဦးလေးမောင်တို့လဲချင်းမျိုးဆိုလျင်တော့အကြီးမကောက်တင်းကောက်ရှယ်မာသည်ဦးလေးမောင်ကသူ့လဲရိတ်တည်နေအကြီးမကိုခေါ်ကောက်ခိုင်းမြင်တခါတည်းရန်သူကိုယ်တိုင်ပင်အကြီးမတောင်းလင်းကောက်တင်းထည့်ပေးတတ်သည်အချိုးနေများမှာငါဟင်းစားပင်ပေးလိုက်သေးသည်ဒီနေ့လေဦးလေးမောင်ကောင်း၍အကြီးမကောက်တင်းရလာခြင်းဖြစ်သည် ကောက်တင်းရှား၍အကြီးမားစိတ်ပြက်ပြီးကစင်းရိုးပေါ်အဝေခင်း၍ခွေနေမိသည်အချိန်မီမျှကြာသည်မသိအကြီးမားအကြီးမားမကြီးမငယ်နဲ့ဘာဖြစ်တော့ကစင်းရိုးပေါ်အိတ်နေတာတော့အရှိတက်တက်ရက်ပြီးမေးလာ၍အကြီးမားလန့်လို့သွားသည်ဦးလေးမောင်ပါအိမ်မောင်ဆောင်မားနဲ့အကြီးမားလူလဲထားသည်ဘာဖြစ်လို့အိတ်နေတာလဲကောက်တင်းမရလို့ဦးလေးရဲ့ အကြီးမားကဦးလေးမောင်ကိုအဖေအမေတို့ခေါ်တယ်လို့ဦးလေးမောင်ဟုသာနှုတ်ကြိုးနေသည်။ကောက်သေးကဒီအချိန်ဖဲရတော့မလဲ။ကောက်လိုက်မယ်တလင်းနေဝင်းနေပြီ။နေအဖေနဲ့အမေလည်းခတ်ပါလေ။ကိုသားသမီးကိုအရွယ်ရောက်လို့ရောင်းမှမသိဘူး။တွေ့ရခိုင်းတာပဲ။ဦးလေးမောင်ပြောမှအကြီးမားမလုံးမလဲဖြစ်သွားသည်။ဦးလေးမောင်ပြောတယ်လို့အကြီးမားအရွယ်ရောက်ပြီလား။ ချဲအင်းကြီးဘဘအောင်မှခန္ဓာကိုယ်သည်အရင်လိုတိတိကျကျကလေးမဟုတ်တော့တာအကြီးမှသိနေသည်ဒီတော့ဦးလေးမောင်ကြည့်နေ၍အကြီးမှချက်ကိုချက်ကန်းဖြင့်အင်းကြီးကိုဆွဲချလိုက်သည်ကဲကဲလာငါတဲမှာဘဲစာအတွက်ခြံထားတဲ့နန်းတွေရှိတယ်လာယူဦးလေးမောင်စကားကြောင့်အကြီးမှအူမျိုးသွားသည်ကောက်တင်းတောင်းကိုဇက်ကနေကောက်ယူပြီးဦးလေးမောင်နောက်မှအပြေးလွှားလိုက်လာခဲ့သည်ရော့အမောပြေရေတော့ထညာခဲစား တဲပေါ်ရောက်ဦးလေးမောင်ကအကြီးမကိုလူကြီးတယောက်လိုဧည့်ခံသည်အကြီးမအကြိုက်တွေ့ပြီးရေအိုးထဲမှရေကိုတစ်ခွက်ပြီးတစ်ခွက်ဆင့်တောက်ပြီးရေတောက်ပြီးတင်နေထညာခဲပလင်းကိုမျက်ဆောင်ထိုးသည်အိမ်မှာဆိုတရေစားဟူသည်မယအကြီးမမစားရအငဲကောင်တွေဦးစားပေးရသည်ဦးလေးမောင်ထညာခဲပလင်းထဲမှဖြူဖြူလုံးလုံးထညာခဲတွေကိုအကြီးမစားကျင်လာသည်စားနေဘာကြည့်နေတာလဲဦးလေးမောင်ကအလိုက်သေးစွာ ပလင်းဖွင့်ပေးသည် ဘာပြောကောင်းမလဲအကြီးမတလုံးပြီးတလုံးပါဇက်သေးပြည့်သွင်း၍ဝါးစားပြလိုက်သည်ပြီးတော့ရေတက်ခွက်ထပ်တောင်းလိုက်သည်အကြီးမဘိုက်သေးပြည့်တင်သွားသည်ကဲစားပြီးရင်လည်းတွားဒီမှာ9000တောင်းထည့်ပေးလိုက်မယ်တောင်းထဲမှာကောက်တင်းစာတွေအပြည့်ထဲ၍အကြီးမမျက်နှာရှင်ပြုံးသွားသည်တွေ့လားခွန်းနာတော့ကတဲ့ရိုးပေါ်လက်ထမိုင်မှိုင်းနေတယ်ဦးလင်းမောင်ကအကြီးမကျော်ကိုဖောက်ဖောက်တက်ပြီးပြောသည် အကြီးမကောက်တင်းတောင်းကိုဆွဲယူပြီးအပြေးထွက်ခဲ့သည် အကြီးမထမင်းဝတ်တရင်ကြာရိုးချိုးထားလိုက်ဒင်းညံ့နေကြာရိုးဟင်းချိုချက်မယ်အမေလှမ်းအောင်လာ၍အကြီးမအတွေ့တွေလွင့်ပြေးသွားသည်ကြာရိုးဆို၍အကြီးမမျက်လုံးတွေကြီးကန်းတောင်းမှဖြစ်သွားသည်တွေ့ပါပြီကြက်တင်းခံနေတောင်းထဲမှာအခွေလိုက်ထဲထားသည့်ကြာရိုးနေတွေထမင်းအိုးကိုတရက်မှွေပြီးကြာနီရိုးတောင်းကိုအကြီးမဆွဲယူလာသည် ကြံနေပွင့်တွေညှိုးလျော်နေတော့လဲကြာရိုးတုတ်တုတ်ကြီးတွေကစားကျင်စပွဲဖြစ်နေသည်ကြာရိုးတပင်ကိုကောက်ယူလိုက်ပြီးအခွန်နှွား၍အကြီးအမားတစ်ဆက်ဆက်ရှိုးချသည်ကြာရိုးဝါစားရသည့်အရာသာကအလွန်ကောင်းသည်ဗဆက်ထဲမှာအေးစိမ့်ချိုးမွေးနေပြီးလေချောင်းတစ်လျှောက်လည်းအေးစိမ့်သွားသည်အကြီးအမားတစ်ချောင်းပြီးတစ်ချောင်းစိမ့်နေဝါနေသည်စိမ့်ပြေနေပြေဝါနေလျက်ကဒီကြာရိုးတွေဘဲကရရတယ်လေဟူသောအတွေ့ကအကြီးအမားကောင်းနေဝင်လာသည် ယခုအချိန်ကရိုးတွေမြောင်းတွေခန်းလျှောက်စပြုတ်ပြီးဖြစ်၍လယ်ထဲမှာတော့ကြာနေတွေရှိသည်ဒါဆိုဘယ်သူခူးလာတလဲအဖေဒီတော်ယုံနဲ့လယ်ထဲသွားသူမဟုတ်၍မဖြစ်နိုင်ပါဖြစ်နိုင်ခြေတစ်ခုကိုတွေးလိုက်မိသည့်ခဏအကြီးမလယ်ကြောင်းနဲ့လျှောက်တွေ့သွားသည်ကြာရိုးတွေကိုပြေးချလိုက်ပြီးအိမ်အဆင့်ပေါ်ဝုန်းကနေခုန်တက်လိုက်သည် အမေဟဲ့ဘာလဲအမေတန်ကဒုံတိတိထွက်လာသည်အမေ ဒီအတိုင်းပဲကြည့်နေတော့မှာလားဟဲ့ဘာကိုကြည့်ရမှာလဲသူကများကြည့်ကြည့်ကြဲကြဲမအေးဘူးဒီမှလေးကြာရိုးတွေအေးကြာရိုးတွေဘာဖြစ်လဲမလတ်တို့ခူးလာတာမဟုတ်လားအမေကကြည့်နေတော်ကြာရင်နဲ့တကြာရမယ်အကြီးမနင်းတော်တော်ရှားရှည်တယ်နော် အခုပဲဒီကောင်းလေးငါရိုက်လို့ပြေးပါရောလားအမေပြောလိုက်တော့မှအကြီးမဟင်းလုံးကြသည် ဘာပဲဖြစ်ဖြစ်ကိုမောင်လေးတွေကိုတော့အကြီးမှဒုက္ခမရောက်စေချင်ပါမနေ့ကချက်ဖောင်းလေးကြာရိုးခူရင်ရေနစ်သေးတော့ကိုမောင်လေးတွေနဲ့ကိုချင်းစာပြီးအကြီးမှအူလိုက်တဲလိုက်ငိုရသည် မရှိအတူရှိအတူမောင်နှမတွေတိုက်တိုက်ဝင်ဝင်နေရသည်ကိုတော့အကြီးမှပြောပါသည်အကြီးမှ ထမင်းအိုးလည်းကြည်အောင်တော့အမေကမိဖို့တဲဝင်လာပြီးပြောမှ ထမင်းအိုးကိုအကြီးမှတတိယလိုက်သည်သွားပြီ ထမင်းရည်တွေကြမ်းပေါ်အထိစီးကြနေသည်တွေ့လားမယောင်ရစီလူးနေတာနဲ့ထမင်းအိုသွားပြီအကြီးမားတို့လှုပ်လိုက်ရင်ဒီအတိုင်းပဲအမေကပြောပြောဆိုဆို ထမင်းအိုအဖုံးကိုဆွဲယူလိုက်ပြီရောင်းမှပြင်ခတ်တွတ်တွတ်ငွေပြီအကြီးမားကလက်ခုကိုအပြေးလွှားယူရသည်အဲ့ဒါလုံမနေနဲ့ငါ့ကိုရေတခွက်ပေးစမ်းအကြီးမားရေတခွက်ကိုအပြေးလွှားခတ်ပေးသည်အမေကထမင်းအိုးထဲရေလောင်းထည့်ပြီးကြပြာကတိငှဲ့ချသည် ။ဘာပြုတ်ကြည့်နေတာလဲ။ဒီလိုမှရေထိုးမငဲ့ရင်နေထမင်းအုံပြစ်ရပြီ။အမေစီမပညာတစ်ခုရလိုက်သည်။အမေကဒီလိုတော့လဲတော်နေပြန်သည်။ဒါကြောင့်လဲအမေဖြစ်တာဗောဟုအကြီးမှတွေးလိုက်သည်။ညရောက်ရင်ကောက်တင်းစာတွေထောင်းထုထားနော်။မနှက်ပြဟာလာမှာတော့ကြိတ်ရမယ်။အမေတမီးနောက်ဆိုကောက်တင်းမကောက်တော့ဘူးအမေ။ဟဲ့ဘာဖြစ်ပြန်ရပြန်ပြီလဲ။ ကိုအိမ်မှာတမိုးရင်းစာဆံရဖို့တက်တိုင်နေသလားနေကဘလောက်ပင်ပန်းနေလို့လဲအမေကထမင်းအိုးငှက်ရင်ပြန်អော်သည်အမေကပြောနေတမီးကလည်းထဲမှာဘလောက်ပင်ပန်းတယ်လဲအောင်မဲနေကြီးမှနေကဒီလောက်ကလေးလောက်ရတာနေလှုပ်စာများစားရရင်အသက်ထွက်မယ်အမေကသာအဲ့လိုပြောတာဦးလေးမောင်ကအရွယ်ရောက်နေပြီ ကောက်သေးမကောက်ရဘူးတဲ့ဒါအကြီးမှ နေဘာပြောလိုက်တယ်အမေကထမင်းကိုမီးဖို့ပေါ်ပြန်တယ်ပြီးမေးလိုက်သည်ဦးလေးမောင်ကဒီနေ့ပြောလိုက်တယ်နေအဖေနဲ့အမေက ကိုသားသမီးကိုအရွယ်ရောက်နေလို့ရောက်နေမှမသိဘူးရှောက်ခိုင်းနေတယ်တဲ့အောင်မကိုသားသမီးကိုခိုင်းတာသူနဲ့ဘာဆိုင်လဲသူ့ထမင်းငါစားနေတာကြာနေတာပဲသူ့ထမင်းစားရတာဗောအမေကသမီးကောက်ရတဲ့ကောက်တင်းစာကဦးလေးမောင်နေတဲ့ကကောက်လို့ရတာဒီနေ့တောင်သူ့ဘဲစာတဲ့ကခေါ်ပေးလိုက်သေးတယ် ဟုတ်လားအမေကတအံ့တအောဖြစ်နေသည်အကြီးမနေတကယ်ပြောနေတာလားဟုတ်တယ်အမေ တခါတလေငါဟင်းစားတော့ပေးလိုက်သေးတယ်အမေဇဝေဇဝါဖြစ်နေသည် မျက်မှောင်ကျုပ်ပြီးစဉ်းစားနေရမှာအကြီးမမျက်နှာကိုစစ်စစ်ကြည့်သည်အမေအကြီးကမျက်နှာမှတဆင်ကိုလုံးအထိရောက်လာသည်အခုမှမြင်ဘူးသောလူတစ်ယောက်ကိုစစ်စစ်ကြည့်သည့်အကြီးမျိုးပါ ချင်းနေရင်မှ အမေမျက်နှာရုပ်ရှိပြောင်းလဲသွားသည်တမ်းမှလွှာထားသောအဖေလုံးကြီးတစ်ထည်ကိုဆွဲယူလိုက်ပြီးအမေအိမ်ပေါ်မှဆင်းသွားသည်အကြီးမှကြာရိုးချိုးရင်းကြံရည်သည်ကြာရိုးချက်ပြီးလက်ဖက်ရည်အိုးတလုံးကျက်သည့်အထိအမေပြန်ရောက်မလာ၍အကြီးမှနေမထီတိုင်မသာဖြစ်လာသည် အမေမပြောမစုံနှင့်ဘဲသွားလိုက်သည်မသိပြည့်စည်လေသည်အဖေလက်ပေါ်မှလှုပ်စီလှုပ်စီဖြစ်နေသည် အကြီးမှ နေမေဘယ်သွားလဲအဖေမေးတော့အကြီးမမပြောတဲ့သမီးလည်းမသိဘူးအဖေဘယ်မှလည်းပြောမသွားဘူးလိုက်ကြည့်စမ်းကွာပစ္စည်းကောင်မငိုခင်အဖေလိုက်ရှာခိုင်းသည်အကြီးမတအိမ်တဆင်းလိုက်ရှာသည်မတွေ့တဖြည်းဖြည်းနဲ့ရွာပြင်ရောက်လာသည်နေလုံးကမကြခင်ပျောက်တော့မည်ဖြစ်၍အမေအတွေ့အကြီးမစိတ်ပူလာသည်အမေကအိမ်လေတက်သူလည်းမဟုတ် ကွင်းနဲ့တောင်နဲ့လည်းအမေသွားခဲ့လာသည်အခုဘာဖြစ်သွားသည်မသိအကြီးမှတောင်တောင်အီအီတွေးနေတဲ့ရှေးနားစီမှစီကနေကြားလိုက်ရသည် လူလုံးမကွဲတကွဲဖြစ်နေ၍အကြီးမှတည်တည်ချာချာကြည့်ရသည်ဟုတ်ပါသည် အမေပါရှေးမှအပြေးတစ်ပိုင်းရှောက်လာပြီးဗစက်မှလည်းဘာတွေပြောလာသည်မသိနောက်ကိုလည်းမကြာခဏပြန်လှည့်ကြည့်သည် အမေဘာဖြစ်လာမှမသိ၍အကြီးမှစိုးရိမ်ပြီးအမေစီပြေးသွားလိုက်သည် ဟောတော့အကြီးမအံ့ဩသွားသည် နောက်မှဒုံကြီးကင်ပြီးလိုက်လာသူကဦးလေးမောင်အမေဘာဘာဖြစ်တာလဲလာစမ်းမေအကြီးမဒီအာကုတ်သူအကောင်ကြီးနဲ့ငါစကားမပြောချင်တော့ဘူးအကြီးမလက်မောင်းကို အမေဆောင်ဆွဲ၍ခေါ်သွားသည် အကြီးမတချိန်ထိုးပါသွားသည် အမေပါစံမှစကားချမ်းတွေနဲ့တစ်ဆက်ပြောလာသည်အကြီးမ နင့်အဖေမင်းရင်ဘာမှမပြောနဲ့ကြားလားအင်းပါအမေစိတ်ကျဉ်တတ်စေရန်အင်းလာရတော့လေကိုတိုင်လည်းဘာမှမသိအိမ်ရောက်တော့လူချင်းသွားပြီဖြစ်၍တားမိတွေညက်နေစာစားကြသည်ကြာရိုးဟင်းနှင့်အာလုံးခေါင်းမဖော်တန်းစားကြတော့လေအမေလက်ဆွနေသည်ရခင်နေများမှာအမေထမင်းစားနိုင်လုံး၍အဖေကမကြာခဏစသည်အစားကြီးလိုက်တာဟုအဖေပြောလျင်ခလေးနိုးဆွဲလိုပါတော့ ို့ခြေပပြီတပကံပြီးတပကံထဲ့စားသည်ဒီနေ့မှတပကံကုံအောင်မနေစား၍ထွက်သွားသောအမေကိုကြည်ကအကြီးမှစိတ်မကောင်းဖြစ်သွားမိသည်အမေထမင်းမစားနိုင်လောက်အောင်ဦးလေးမောင်ဘာတွေပြောလိုက်သည်မသိထမင်းဝိုင်းတိန်တော်လဲအမေတယောက်ငိန်လျက်သားကောင်းနေသည်အဖေကလက်မလျှောက်မီအိမ်လေထွက်သွားပြီလုံခဲသည့်ညများကအကြီးမတို့မောင်နှမတို့တွေအဲ့ရမဝင်မရှင်းအမေစုံကောင်းနေမြဲ့ အခုတော့အသေးကောင်မှောက်ခုံကြီးအိပ်ပျော်နေသည်ပေါ်ပင် အမိတ်မှမွှေ့အားတိစီကောင်ကိုတိတ်တလို့လို့နှင်းအစောကြီးအိပ်ရာဝင်သွားသည်အကြီးမကလည်းအားကြမခံအိပ်ရာဝင်လိုက်သည်လူငယ်ပေပေခေါင်းအုံနှင့်ခေါင်းထိသည်နှင့်တချူးချူးအိပ်ပျော်သွားခဲ့ပြီအကြီးမအိပ်မပျော်မီမကြမီနားထဲမှာဆူဆူညံ့ညံ့အတံများကြားလိုက်ရ၍လန့်နိုးလာသည် ကြားနေရသောအတံများကနှီးကပ်လုံး၍ခေါင်းအုံမှခေါင်းကိုခွာကြည့်လိုက်သည် နေကံမီပေါ့အကြီးမအိခန်းနဲ့ထရန်တစ်ချက်သာချသည်အိမ်ရှိခန်းမှာအဖေနဲ့အမေစကားများနေသည်ပဲဘာဖြစ်နေတယ်လဲဟုအကြီးမနားဆွင့်ထားမိသည်ကျုပ်ကိုပြောတာတော့မနာရဘူးလားနင်းအတိညာလေးတထွားတမိုက်နဲ့ငါ့ကိုလာမစော်ကားနဲ့တဲ့ကျုပ်ကပဲအတိညာမရှိတဲ့ပုံအမေတန်ကဒေါသလွှမ်းနေသည်ဟုတ်တယ်လေနင်းဘာဖြစ်လို့သူ့ကိုမတရားသွားပြောတာလဲအော် ဒါကတော့ကျုပ်ကအမေပဲသွားပြောရမှာပေါ့ကျုပ်သမီးလေးကအခုမှအရွယ်ရောက်စားဘာမှနားလည်သေးတာမဟုတ်ဘူးသူကခလေးကိုဟိုဟာပေးဒီဟာပေးနဲ့စီယုံနေတာရှင်သိလို့လားဟာအမေကထရန်ကိုတစုံတစ်ခုနဲ့ပြစ်ပေါက်လိုက်ပုံရသည်အမေထံမှတမီးဟူသောအတုံးတုံးထွက်လာ၍အကြီးမှပြောသွားသည်နင်ဒီစကားပဲဆက်ခါထက်ခါပြောနေငါလည်းအဖေပဲပူတာပေါ့ အခုဦးလေးမောင်ပြောတာတွေကချင်းချင်းလေးဒီဘာမှာသူကအပြေလဲဆုံးသူပြေလဲပေမဲ့ရွာသူရွာသားတွေဒုက္ခရောက်ရင်သူစိတ်မချမ်းသာဘူးတဲ့ပြီးတော့အားလုံးထဲမှာငါတို့ပိုးပြီးဒုက္ခရောက်နေတဲ့အပြင်အကြီးမလေးကောက်တင်းကောက်ရတာတနာလို့တဲ့အဖေရှင်းပြမှအကြီးမဇက်ရည်လဲသွားသည်ညနေကမြင်ကွင်းကို ပြန်လဲမြင်အောင်ပြီးပြုံးမိရသည်သိနိုင်ဘူးကျုပ်ကတမိစိမ့်နဲ့ထိုးပူပြီးပြောချင်ရတယ်ပြောလာခဲ့တာပဲ နောက်ဆိုဆင်ခြင်မှာမိမ့်မာရာအဖေတန်လေးပြော်လေးနေဖြစ်သွားသည် အမေအတန်လည်းတိတ်သွားသည်အကြီးမမျက်ခွန်တွေလည်းပြန်လည်၍လေးလံလာသည်ညသည် တစတစလက်လာခဲ့သည် ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့ခေပုံးယောက်ျားလို့အမည်ရတဲ့ဝိထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာခင်ပုံးယောက်ျားလိန်နဲ့မယားရှာနဲ့သွားဟူသောဆိုစကားက သူတို့အတွက်အမှန်ဟုရှုံမြကြီးထင်သည်ရှုံမြကြီးထင်ခြင်းနှင့်ပြောခြင်းမဟုတ်သူတို့အိမ်သည်ရှုံမြကြီးတို့အိမ်နှင့်တဆက်မြိတ်ခြင်းထိနေသည်ရှုံမြကြီးတို့အိမ်က တထက်တိုက်ကလေးဖြစ်သည်လို့သူတို့အိမ်ကလည်းရှေတန်းရှေတက်သားအိမ်ကလေးဖြစ်သည်ပို၍နီးဆက်သည်ကရှုံမြကြီးအိမ်ခန်းသည်သူတို့အိမ်ခန်းနှင့်ကက်လျက်ရှိရာခြံဝင်းတွေကလည်းမကျေလာ၍တအိမ်နှင့်တအိမ်လေးတန်းဖြင့်စကားပြောသည်ပုံပင်ကြားနေရသည် ဒီအတွက်လည်းသူတို့နှစ်ကိုကြပြောသောစကားအချို့ကိုချိုမြကြီးကြားနေရသည် သူတို့ဆိုသည်ကချိုမြကြီးတို့ချင်းရင်အိမ်မှာဆန်းဆန်းဝေလို့လင်မရပါသူတို့မှာမိသားစု၅ယောက်ရှိသည်တာအကြီးဆုံးကောင်းထက်ဆိုသည် အလဲတန်းចောင်းသားဖြစ်ပြီးအလက်ကောင်ရှေးထက်ဆိုကသူငယ်တန်းတက်နေသည်အငယ်ဆုံးကလေးကအခုမှတောက်တောက်ပြေးတဲ့စအရွယ်ဖြစ်၍သူ့အမေဆန်းဆန်းဝေခင်ဗျာစိတ်သွားတိုင်းကိုမပါဖြစ်ရသည် ထိုအချိန်ဒီမှာတော့ဆန်းဆန်းဝေကတနေ့ဆက်လက်900တထောင်လိတ်နိုင်သည်ညင်းတဲ့တကောင်မအိတ်မနေလိတ်၍ရှုံမြကြီးတရင်တို့လည်းရင်ဆန်းဆန်းဝေဆက်လက်ဆောင်သည့်တတော်တော်အတန်ကိုကြားရမည်ညင်းတဲ့တကောင်လည်း၍ဆန်းဆန်းဝေအိတ်ရထားနောက်ကြမည်မထင်လေနည်းနန်းနန်းဆောဆောရှုံမြကြီးအိတ်ရနှုတ်လည်းရင်ဆန်းဆန်းဝေရောကလေးတွေပါတဏ္ဍခါအခွေသာ ထမင်းဟင်းချက်ပြီးသားရှံဝင်းတပြက်စီလဲပြီးသားဖြစ်နေသည် တခါတရံရှိုးမြကြီးမေးကြည့်သည်မဆန်းဝေညကအိယောအိရလားအိတ်တဲ့ဆရာမကြီးကျမဘလောက်ပဲညံ့တဲ့နေမြင့်အောင်မအိတ်တတ်ဘူးနနက်၄နာရီဆိုနိုးတာပဲရှိုးမြကြီးအိမ်ခန်းပြတင်းပေါက်မှကြည့်လိုက်လျင်ဆန်းဆန်းဝေဆက်လိတ်လိတ်နေသည့်နေရာကိုနှမ်းမြင်ရသည်ရှိုးမြကြီးကနနက်၆နာရီဆိုပုံမှန်နိုးနေကြဖြစ်၍ရှိုးမြကြီးအိပ်ရထပြီးအိမ်ခန်းပြတင်းပေါက်တွေဝင်လိုက်လျင် စံစားဝေဘန်းထဲမှာဆက်လိုက်တော်တော်များများရနေပြီ။အီမြအေးအေးပြက်ခံ၍လာမသည်။စံစားဝေကိုလုံးလေးကဝါရှမ်းများအကျောတက်ထားတယ်လို့ပါပါလက်လက်ကလေးဖြစ်လို့နေသည်။သို့တော်လည်းစံစားဝေနေမကောင်းဖြစ်သည်ကိုရတခါမှမကြဘူးပဲ။ထိုအကုန်လုံးမမတ်ကလေးဖြင့်အိမ်ဝေယာဝိဇ္ဇာများနှင့်တာသမီ၃ယောက်၏တာဝန်ကိုမငြင်းမညူလုပ်နေတတ်သည်။ယောက်ျားပြည့်သူကကြုံရကြပန်းအလုံသမားတယောက်ဖြစ်၍ညနေမှအိမ်ပြန်လာလေးရှိသည်။ ပြန်လာတိုင်းလဲစိတ်အေးလက်အေးတခြင်းဆိုလာတတ်မြဲသူ့အတန်ကိုဘလို့ပြောရမည်မသိဗဇဟသည်နှင့်အကြေကြီးကြရတတ်ပြီဆိုသည့်တခြင်းတိုင်းလဲသူ့အတန်နှင့်အံဝင်ခွင့်ကြဖြစ်နေတတ်သည်တခြင်းဆိုသည်လဲဝါသနာရဆိုပုံရသည်အယံမူသည်ဖြစ်စီမမူသည်ဖြစ်စီသူ့တခြင်းဆိုတန်ကိုကြရသည် သူဆိုလေးရှိသည့်တခြင်းအရှုကိုပင်ချုံမြကြီးကအလို့ရရနေသည် သူတချင်းသာကြားရလျင် သူပြန်လာပြီဖြစ်ကြောင်းတရက်ကွယ်လုံးသိသည်သူအတန်ကလူခပတ်သားကိုအာယုံဆွဲယူစူးစီးသွားမြင်ခေါင်းအုံနဲ့ခေါင်းထိပ်တည်နေအိပ်ပျော်သွားတတ်သောချိုမြကြီးပင်ရုတ်တရက်လန်နိုးလာပြီးတပိုင်းတဆတချင်းသာကိုကြည်ကြည်တတနားထောင်တတ်မြင်အရဲတောင်းလာသောညာများမှလည်းသူတချင်းဆိုလေးရှိသည်တန်ဝင်းကျင်ကိုလည်းအားနာကြအကိုရဲ့တခါတရံသူ့ယောက်ျားဆိုသောတချင်းများတွင် ဆရာမဆိုတော့တကလုံးများပါလာနေရင်စန်းစန်းဝေက ပြပြတလဲလဲတားသည်ခေါင်းရင်းမှာဆရာမရှိတယ်မလွတ်မလပ်မဆိုပါနဲ့အကိုရဲ့စန်းစန်းဝေကပတ်ဝန်းကျင်ကိုအီမြလေးစားသည်အရံမူးလွန်ပြီးလမ်းမပေါ်လဲနေသည့်အခါမျိုးမှာတော့စန်းစန်းဝေသည် သူ့ယောက်ျားကိုလုံးကြီးကိုမနိုင်တနိုင်မှ၍သူ့အိမ်အထိတွဲခေါ်လေးရှိသည်အိမ်ပေါ်ရောက်နေရင်ရှည်လက်စီအဝယ်စားနေပြီးအဲ့ရပေါ်အထိအရောက်ပုံမြင်အရံမူးလွန်၍ ယူဇူရန်ဖြစ်သည်လည်းမရှိသူ့ပင်ကိုဟန်တာအေးအေးဆေးဆေးနေသည်အေးမြအေးချမ်းလာသောဆန်းဆန်းဝေတို့အိမ်ကိုမထင်မှတ်ပဲအပူတော့ကဝင်လာသည်သွေးလွန်တုပ်ကွေးရာသည်ဖြစ်၍ရက်ကွက်ထဲမှခလေးအရှုသွေးလွန်တုပ်ကွေးဖြစ်ကြရာဆန်းဆန်းဝေသားအလက်ကောင်ရွှေတက်စော်လည်းပါသည်ရွှေတက်စော်ကပင်ကိုရှိနေသောခလေးဖြစ်သည်ကလည်းကြောင့်စေယုံအယောင်နောက်ကြသည်ကတည်းကတည်းကအသက်ကယ်ခွင့်မရဘဲဆုံးပါသွားခဲ့သည် ရွှေထက်စော်ရဲ့အဖေမှာခရောင်ကတန်းပြော၍ငိုသည်ဆန်းဆန်းဝေကတားမျက်နာကိုတစိမ့်စိမ့်ကြည့်၍မျက်ရည်ကျယုံမှလွဲပြီးအူလိုက်တဲလိုက်မငိုခဲ့ဆန်းဆန်းဝေအငိုနေ၍ရက်ကွက်ကပင်မင်းငေါ်ရသည်အမေဖြစ်ပြီးတော်တော်ကြောင်တောင်တောင်နိုင်နဲ့မိမတားအင်းမှာတအောင်တနာနေပြီးလှုပ်ရှားရှိတာတွေလှုပ်နေသည်ဆန်းဆန်းဝေဟန်ကတကက်အေးအေးဆေးဆေးပင်လာသည်များဧည့်သည်ကိုဧည့်ခံစကားပြောသည်ကွန်ဆက်လက်ရှာပေသည် ကိုယ်တိုင်ရင်သွေးကြိုသည်ဒီလိုနဲ့ရွှေထက်စော်လေးကိစ္စပြီးသွားသည်စန်းစန်းဝေတို့အိမ်လဲပြန်လဲစိတ်ငြိမ်သွားသည်ညနေမှာစန်းစန်းဝေတယောက်ရှုံမြကြည်ထံရောက်လာသည်ဆရာမတာကြီးကိုကြောင်းပြောင်းလက်မှတ်ယူခြင်းလို့ဆရာမကူညီပါတိုင်းမစင်ဘုံမစင်ပြောလာ၍ရှုံမြကြည်အံ့ဩရသည်ဒီချိန်ကြီးမှာဘာဖြစ်လို့ပြောင်းရမှလဲမစမ်းဝင်ရဲ့ဟိုမှာဝင်ဖို့ခတ်မှာပေါ့နောက်နေ့မှာပြောင်းပါလား အဖြစ်လို့ပါဆရာမရဲ့တခွန်းနဲ့ပဲပြန်ပြောသည်နောက်ဆုံးရှုမြကြီးအလျှော်ပေးခဲ့ရသည်ကောင်းထက်သောအကြောင်းပြောင်းလက်မှတ်ယူပြီးမကြမီတားမိ၃ယောက်ခရီးထွက်သွားကြသည်ပရမတော်ခဏတပြုတ်ခရီးထွက်သွားသည်ဟုထင်နေကြသည်တဖြည်းဖြည်းနှင့်တပတ်နှစ်ပတ်မှတလာကိုတည်ဖြစ်လာသည်ရခင်ကအေးအေးချမ်းချမ်းရှိလာသောအင်္ဂလိပ်မှာစန်းစန်းဝေဤတထောက်ထောက်အတန်လေးပါပြောင်းနေ၍ဟာတိဟာတာဖြစ်နေသည် ဆန်းဆန်းဝင်ယောက်ျားကိုခင်ထွန်းကတရှင်းဆိုစမည်။အိမ်မြချေချေဝေဝေဆေးဆေးမြင်းမြင်းတရှင်းတံကိုရှုံမြကြီးမခံစားနိုင်ခဲ့။ဆန်းဆန်းဝင်ကိုတတိယတလူရွှေထက်စော်ကလေးကိုလည်းတနာခဲ့သည်။သူတို့သားမိတွေဘယ်များသွားနေလို့ဒီလောက်ကြာနေပါလဲဟု ကိုခင်ထွန်းကိုသာတွေးရင်းပူနေမိသည်။ရှုံမြကြီးနေသူရက်ကွက်ကလည်းထတ်တူခံစားရပေသည်။ဘဲနဲ့တော့ယောက်ျားပြည့် ။အိုးပြေအိမ်ပြေဒီလောက်အကြာကြီးခရီးသွားရတယ်လို့ကိုခင်ထုံးမူးလေလေဆန်းဆန်းဝေကိုအပြစ်တင်နေဖြစ်နေသည်။နောက်ဆုံးဆန်းဆန်းဝေအပြီးထွက်သွားသည်ဟုသိရသောအခါတွင်လည်းတရက်ကွက်လုံးကိုခင်ထုံးဘက်ကနာကြသည်။မူးပေမဲ့လှုပ်ကျွေးရှာပါတယ်။မိမကိုရိုက်ဟဲနှက်ဟဲလည်းမရှိပါဘူး။ဒီမိမကိုကအေးဆက်ဆက်နဲ့အကြောတင်းတာ။ဘာပဲပြောပြောဆန်းဆန်းဝေပြန်မလာတော့ဘီကိုခင်ထုံးလည်းတရှင်းဆိုမပြတ် သို့တော်လည်းတနေ့တက်တနေ့ကိုခင်ထွန်းအိုစားသွားသည်။ကြွက်ကြားပြူနေသောသပင်တွေပေါ်မှညှက်ပဲထားသည်။နေ့စဉ်ရက်ဆက်အရက်တောက်လုံး၍မျက်နာကပန်းသွေးရောင်ထနေသလိုအခွင့်အစားကဖျိုးဖျဲနှင့်ကြည့်ရသည်မှာတကယ်ဝါရင်ဇိုးသမားကြီးလိုဖြစ်နေသည်။ဆန်းဆန်းဝင့်ရှိသည့်အမဲလိုလိုတန်တန်ချင်းချင်းနေသော အင်္ဂလိပ်လေ။ကိုခင်ထွန်းနေသူဖျိုးဖျဲမျက်တပ်ပင်မရှိအောင်ရှင်းထားသောအိမ်ချံဝင်းသည်တဘာဝပောက်ပင်မျိုးစုံနှင့်တောထားနေသည်။ ရှာဝင်းတကားသည်ဆက်နေရာသည်ဆက်သိပ်ထားမည်ညစဉ်ကြားနေရသောဖျားရှိကိုယ်တန်ကြေးကြီးရိုက်တန်နှင့်ဆန်းဆန်းဝင်ဆက်လိမ့်လိမ့်တန်တထောက်တော့ကဘယ်သောအခါမှပြန်လည်၍ကြားရမည်မသိတခါတလေတော့လည်းရှိုးမြကြီးလွမ်းမိသည်ဆန်းဆန်းဝင်ထွက်သွားရသည့်အကြောင်းရင်းကိုလည်းသိကျင်နေမိသည်ကြာခဲ့ပြီပြန်လည်ဆုံးသီးရတော့မည်ဟုရှိုးမြကြီးတွေးမထားခဲ့အထူးသဖြင့်အရှားရက်မှာမမျော်လင့်ပဲပြန်လည်တွေ့ဆုံရမည်ဟု ရောင်လို့မြချိုမြကြီးမတွေ့ခဲ့သို့တော်လည်းချိုမြကြီးရှေ့မှာဘွားကနေပေါ်လာသည်ဘွားလာလိုက်တာမဆန်းဝင်ရဲ့ကြည့်ပါဦးစိတ်ချမ်းသာနေတယ်မဟုတ်လားချိုမြကြီးလက်ကိုသူတင်းတင်းဆုပ်ထားသည်ဆရာမဒီမှာတင်တန်းလာတတ်တာလားကြီးမေတို့ရောနေကောင်းကြတယ်မဟုတ်လားသူ့ပင်ကိုဟန်အေးအေးလေးလေးဖြင့်ဆန်းဆန်းဝေတည်င်းမေးသည်ကလေးတွေရောဟုချိုမြကြီးမေးပြသည် တားကြီးကဆယ်တန်းအောင်ပြီးတော့ရုံးမှာအလုပ်ဝင်နေတယ်ဆရာမအငယ်မလေးကကြောင်းမှာငါးတန်းရောက်ပြီလေကြာခဲ့ပြီဟုရှိုးမြကြီးတွေးလိုက်သည်ဒီလောက်တော့အတန်းရနေပြီလားကြည့်ကျင်လိုက်တာအရင်လိုဝဝလေးပဲလားငငယ်ကလိုပဲဝရတယ်ဆရာမကျမလည်းအိမ်ဆိုင်လေးဖွင့်ထားတော့သူကအကူရနေသူယောက်ျားကိုခင်တော်အကြောင်းဖွင့်ပြောရကောင်းမလားရှိုးမြကြီးစဉ်းစားသည်ဒါနဲ့မဆန်းဝင်ပြန်မလာတော့ဘူးလား ချူမြချင်းမေးတော့သူ့မျက်နှာပြတ်သွားသည်ပေးမှဖြည်းဖြည်းလေးလေးရှင်းပြသည်ဆီယမားတို့ကတော့ကျမထွက်သွားလို့တမျိုးထင်မှာပေါ့မထွက်သွားပဲကျမဆက်ပေါင်းနေရင်ကျမသားသမီးလေးတွေနုံနစ်တော့မှာသူကယောက်ျားပဲဖြစ်တာခင်မောတယောက်မှမဟုတ်တာဆီယမားရင်အခုကျမတယောက်တည်းရုန်းကန်ကြွေးတော့ကလေးတွေပညာသင်ရတယ်သူ့အရဲ့ကြွေးဖဲကြွေးလဲပေးစရာမလိုဘူးနောင်ကစားရှုံးလို့ပတ်စံချပေးရတာလည်းမရှိဘူးလေ ဆန်းဆန်းဝင်ပြောမှချိုးမြကြည်အံ့ဩရသည်ကိုထိုးခင်ကိုတခါတည်းရန်အရက်တောက်တတ်သည်မှလွဲ၍ဒေါင်ကစားလောက်ခဲ့သည်ဟုလုံးဝမထင်ခဲ့အခုလိုထွက်လာလိုက်တော့အေးရောလေဆန်းဆန်းဝင်ကနောက်ဆုံးတကားကိုတက်တောင့်တက်တာပြောပြီးနှုတ်ဆက်ထွက်သွားသည်ချိုးမြကြည်တရားလမ်းပေါ်မှာအငိုင်းသားကြံရင်ခဲ့သည်တင်နှန်းပြီးဆုံး၍အိမ်ပြန်ရောက်လျင် ထိုစကားကိုချိုးမြကြည်အားရပါရပြောပြဖြစ်သည်ဒါကြောင့်ထင်နေအင်္ဂလေးကိုအကျွေးသိမ်းခံရတယ် ကိုခင်ထွန်းလည်းတလန်းကျော်ကသူ့အိမ်ကိုပြောင်းသွားပြီတို့တော်လည်းတချို့ညာများမှာတော့ဒီဘဝအတွက်တော့နမလျှော့နေလေအောင်နော်ကိုယ်ဆိုသည်ကိုခင်ထွန်း၏အတန်ဝဝကြီးကိုကြားနေရပင်တည်တည်တာဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေကြပါစေခင်ဗျာ